ုံမှာပေါ့ကျွန်တော်တို့ရန်ကုန်မှာစားလို့ကောင်းတဲ့မြန်မာထမင်းဆိုင်50ဆိုင်ရှိတယ်ဆိုတော့ကျွန်တော်ဒီနေ့ရောက်နေတဲ့ဆိုင်အဲ့50ဆိုင်တွေတက်ဆိုင်မယ်ဘိုးကမေရှိတ်ကိုကြိတ်ရမယ်ဆိုင်ဟိုးဗျမေရှိတ်မကြိတ်ခဲတို့ FM channel တို့ကဘာဆိုင်လဲဆိုတော့ကျွန်တော်အားလုံးသိကြရတဲ့ညစပယ်ဆိုတဲ့ထမင်းဆိုင်စစ်တွေကညစပယ်ထမင်းဆိုင်ဒီဆိုင်ကလေသူ့အတူဟပ်ပလုတ်ကိုမှဟပ်ပလုတ်နာမည်ကြီးပြီးသားဆိုင် ဒါပေမဲ့ကျွန်တော်တို့ဒီနေ့ဘာကြောင့်အဲ့လိုနာမည်ကြီးနေလဲဆိုတာလာဆက်စုတာဗျာ။သွားမယ်။မင်္ဂလာပါ။ရသပင်သမင်းဆိုင်မှာပြောဆိုပါတယ်။ဟောတော်ရသပင်ကစစ်တင်မှာအမေလက်ထက်တုန်းကဝင်ခဲ့တာပါ။နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ။နှစ်ပေါင်း50ရှိပါပြီ။ဩနှစ်ပေါင်း50လောက်ရှိပါပြီ။အခုကျွန်တော်ဒီရန်ကုန်မှာဖွင့်လာကြတော့ရန်ကုန်မှာဖွင့်လာတော့တနေ့ပြေတော့မယ်။ဩတနေ့မပြေသေးဘူး။မပြေသေးဘူး။ ဲ့ဒါကိုရန်ကုန်မြို့မှာအချိန်တူတူလေးတွင်းတဲ့နာမည်ကြီးသွားလဲဆိုတော့ဒါကြောင့်ဒါကြောင့်ဒါရီကြောင့်နာမည်ကြီးတာဟင်းတုံးတတုံးကတကယ်တင်းတုံးတတုံးလောက်ကြီးတယ်အဲ့ဒီဟင်းတုံးအကြီးကြီးကြောင့်ဒီမြားစပယ်ကသမင်းဆိုင်ကနာမည်ကိုကြီးတာသူပြောတာလုံးဝအလွန်အကျိုးဖြစ်လိမ့်မယ်တိတ်တရားဝုတ်တိလင်ကမြောက်ရင်မြောက်သွားလိမ့်မယ်ဒါလည်းဆိုသူရှိရာဟင်းတုံးကြီးတယ်ဟဲဗီအကြီးကြီးတယ်ယသဝသမေသာစိတ်သာငါကငါဟင်း အမျိုးပေါင်းဘယ်လောက်လောက်ရှိအမျိုးပေါင်း60လောက်ရှိတယ်ဟုတ်အရင်ဟင်းကြီးကမြင့်ရခိုင်ချက်တို့မပြောဦးလို့ခရမ်းတီအာလူတို့ပန်းမွင့်ကြော်တို့တရတီတုတ်တို့တနက်တုတ်တို့မဲခော်ရတုတ်တို့ဟင်းကြီးကလည်းဆုံးပါလေရှင်ပြီးတော့ဘာတွေ့ရလဲဆိုတော့ဒီမှာလေအရန်ဟင်းတွေပေါ့နော်အရန်ဟင်းတွေတော်ကြီးရော်ကြီးတွေပြီးရောပြီးရောဆိုချက်ထားတာပေါ့တင်းချက်တက်တက်နနကိုရှယ်ချက်ထားတာဗျာ စားကျင်စရာပုံစံပဲဒီမှာကဒါကြီးရဲ့မြင့်ဆက်ကြီးဒါကြီးရဲ့ရှယ်ကြောကျုံးရမယ်ဟာပြီးအောင်ရှင်ဒီမှာသူးသူးဆက်ဆက်ကပြောဦးနဲ့အစွန်နဲ့ကြော်တာလေဟာရောအဆက်လာနေပါလားဟုတ်လားအရင်မဆက်ဘူးစားကြင်ရအောင်ကျွန်တော်မနက်7:15ပဲရှိသေးတယ်ခင်းထလာတဲ့ဒီမှာရောက်နေတဲ့လောလောဆယ်ပန်းတွေကသုံးပုံတစ်ပုံစကျိုးနေတယ်ဟာဟိုကနေငါတက္ကသိုလ်ငါးကောင်းဟင်းပါကျမတို့ကဒီငါးကောင်းကပွေးအရေက မတို့ဝယ်ရတာနေတယ်ဟိုရတဲ့ဟာနေတယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဟိုလိုချင်တဲ့လူကကြိုးပြီးတော့ order ပေးထားရတယ်တရက်ကိုကြိုးပြီးတရက်ကြိုးပြီးတော့ပုံဆက်ပြီးတော့ order ပေးထားရတယ်ဒါတည်းအော်အကြီးကြီးပါဒါပေးပင်လင်၅ကောင်းကြီးတယ်ဒါစက်ကရက်စက်ကရက်ပင်လင်၅ပေါ့နော်ဒါဒါဆိုရင်ဒီအမအခုဒါ parcel လာယူတာမနေ့ကတည်းကသူ order ပေးထားတာလေကျမတို့ကဒီတပွဲကို3000ပွဲရောက်ပါတယ်ဟုတ်ဟပ်ပလုတ်ကြီးဟပ်ပလုတ်ကြီးမေးရလို့သားပါ ခုကကျွန်တော်တို့ချက်နေတဲ့ဝတ်သားကျွန်တော်တို့ဒါမြန်မာဘက်ကတော့ဝတ်သနီချက်လို့ဟာပေါ့နော်တုံးတုံးဆိုတာကြောင့်နဲအကြီးတယ်မဟုတ်တင်းတုံးကြီးကြတယ်ဒီဝတ်သားကြတော့ဒါအမားတို့ဒီမှာဆိုဒါဘလို့ခေါ်လဲဒီဟာချက်ပုံဝတ်သနီလို့ခေါ်မလားဘလို့ခေါ်မလဲဒါက ဒီရောင်းလူတွေကတော့တချို့ကတချို့ကဘာပြောလဲဆိုတော့ဝက်ဝက်ချိုချက်လို့ခေါ်တယ်ဝက်ချိုချက်သူကတပွဲတုံးလားတပွဲတပွဲတုံးပါဒါဆိုလို့ရှိရင်တပွဲဘယ်လောက်ရောင်းလဲမှာဒါတပွဲတစ်တောင်းပါရှင်တပွဲတစ်တောင်းပါစေကြတော့ကျွန်တော်1500ပါဟုတ်ပါ စီအနှစ်နိုင်နိုင်နဲ့ဒီလိုစိုင်မျိုးမှာစားမကောင်းလို့ရှိရင်အဲစိုင်ကိုစားအောင်ပါကျွန်တော်ဒီဆိုင်လာလို့ရှိရင်ကျွန်တော်ရွေးချယ်စရာတအားများတယ်ရှင်းနေမဲ့ရွေးချယ်လို့ရတာမဟုတ်ဘူးသမင်းစားတဲ့နေရာပါရွေးချယ်လို့ရသမင်းစားလို့ရနှစ်နေရာရှိနေရာမှာစားမလားဒါမှမဟုတ်ပြန်ပြန်တိတိကျကျလေးအဲဝန်ခံနေတယ်မှာထိုင်ထားပါဟုတ်လေဖိုးနေတယ်စားတော့မစားဘူး we are help လုပ်ကြည့်ရတယ်ကိုယ်တော့ကြံပါမလားတော့မသိတော့ဘူးခင်ဗျာ ်ဟင်းတွေကတောက်လျှောက်ကိုထုတ်ဒီကစ်ချင်းဝန်းနဲ့တောက်လျှောက်ကိုဟင်းတွေပြတ်သွားတယ်ဟောမရှိဘူးပြတ်သွားတယ်လို့မရှိတောက်လျှောက်ကြီးကိုထုတ်ခမင်းလိုက်နဲ့မတူတော့ဘာအလူအိမ်တစ်ခုမှကျွန်တော်ဝင်စားနေရဆိုတော့ကျွန်တော်ဆိုင်ရဟင်းတွေကတော့အကုန်လုံးလူကြိုက်များတဲ့ဟင်းတွေပြောတယ်ဈေးနှုန်းတွေကတစ်ကောင်းနဲ့တစ်ကောင်းခွဲကြအဲ့အဲ့ဈာတဲ့မှာပဲရှိပါတယ်ဘာသာဆိုရင်တောင်းပေါ့ကျန်နေရင်အမေတွေတောင်းတောင်းကားတောင်ကြီးလဲတောင်းနဲ့တောင်ကြီးလဲအဲ့လိုအသားစားတွေတော့ဒီဆိုင်လေးကကျွန်တော်စစ်တူရဲ့ဘက်ကဆိုတော့ကျွန်တော်ဒီအခုပေးရတဲ့ ဒီဒီဒီဘောပြောအရန်ဟင်းလေးတွေပေါ့နော်အခိုင်အငွေ့သက်ပါတဲ့ကျွန်တော်ဟင်းလေးကိုအစ်စ်တွေစားရမှာဗျာအဲ့တခုကတော့ထမင်းစားပုံမြင်စေမှာဇာတင်းလာတောက်ကြရုပ်ွေရဲ့အခုတော်တော်များရတယ်ဗျအဲဒါပေမဲ့စနေသူတွေရောက်လဲပူဆိုးနေဗျာ ဖုန်းကိုရောက်လာတော့ဘယ်ကမှစစမသိတော့ဘူး။တကယ်ဟိုပါပဲ။ပြီးတော့ကြီးရလက်ပြီးတော့ကြီးရောက်တကယ်ဟိုရှိ။ကဲစပြီးတော့နှက်ရတော့ပဲ။နှက်ရတော့ပဲ။ဟိုကဖိုက်သားကြီးနော်။လုံးဝလေစီကြံရေကြံမဟုတ်လောကအစီအနှစ်နဲ့ရောရှယ်ကိုချက်ထားပြီးတော့ကျွန်တော်ပြပြပဲမသိရပါဘူးသူပုံစံကသူအစီအနှစ်တွေနဲ့သမီးကိုနယ်ပြီးစားရတဲ့သူကလောကဒီစားကိုကြိုက်သွားတယ် ကဲနှက်လိုက်တော့ဟောဟူးကြော်ဒီမှာဒီငါတို့တရုံးနိုင်ပြီဒီလိုထည့်လိုက်ဘာဖြစ်သွားလဲဆိုသူဟင်းရောင်းနေတဲ့ဈေးကတန်တယ်လို့ခေါ်ရမှာသူများနှစ်ပွဲသုံးပွဲသာရှိနေတာဟင်းနှစ်ပွဲကဲအရသာမြည်လိုက်တော့ပါဗျာအဲအေးကိုကြာသေးတယ်ကရွင်းကိုမြိတ်သေးတယ်တမော်သည်တော့ ငါတော့ဖဲလိုက်တော့ဒါဘိုက်သားခံတယ်ဘိုက်သားလောကကျော်ရှေ့ဥမာတော့อืมอืมอืมဒီကမ္ဘာကြီးကတော့ဟင်းနေကြအောင်မပြောချင်တော့ဒီကမ္ဘာကြီးတော့ကွာမမိကောင်းတဲ့ပုံစံမျိုးနဲ့တုတ်လာတာပဲကောင်းတယ် ခဲ့တာငလေးကအာညတော့ပြဒီကြက်သားတော့ဘယ်လောက်ကြီးရလဲချိုးလိုက်တော့တချမ်းလာရောတချမ်းလာရဒီဘက်လည်းလဲဆေးပြီးသားတော့တော့ပြဒါတတောင်းနဲ့ကြက်သားတို့ယူပြအဲ့ပြီပြကျွန်တော်မျက်နှာတော့ရှိအဲ့ဘာကြက်လဲမြန်မာကြက်လေလောကမြန်မာကြက်ပြီးတော့လို့ရှိရင် မဇလာနဲ့လေတော်တော်လေးကိုသင်းတာအဲပြီးတော့ကျွန်တော်ထပ်မေးကြည့်တော့ဗာလဲဆိုဒီမှာကမဇလာကဘရိုကိုယ်ရယ်လောက်ထားတဲ့မဇလာနဲ့ကြည့်တာဒီကတမွေးတော့ကျွန်တော်အသေးဆွဲပြန်ဟောဟောပါမင်းကြီးလေပြန်ပေးလိုက်ပါပြန်ပေးလိုက်တော့ဒီမှာလေဟင်းနေတော့ရှိရပါပဲဒါပေမဲ့အရင်ဟင်းနေတဲ့တော်တော်လေးကိုပြည့်ပြည့်မြတ်မြတ်ဝင်ရှိရပါကျွန်တော်စကနဦးမှာပြောလားဆိုအရင်ဟင်းတွေပေါ်ပပက်ချက်လာတာပေါ့တော်တော်အရသာရှိအောင်ချက်လာ ျွန်တော်ကတိုင်ပတ်ပြီဘာကြောင့်လဲဆိုတော့ကျွန်တော်ကအခုကဇွန်းနဲ့ခင်းနဲ့စားမှာဆိုတော့ကျွန်တော်ဒီကောက်အကြီးကိုတော့ဘလို့ဖက်ရမှာမသိဘူးအပလုကြီးကကျွန်တော်စွမ်းလာပြောတာလေတုံးတုံးထင်းတုံးနဲ့တူတယ်ဆိုတော့တကယ်ဟုတ်တယ်အမှန်တိုင်းဝင်ခိုင်းရမယ်ဆိုကျွန်တော်မင်းညာအိတ်တော်အိတ်ဘူးပြောဘာကြောင့်လဲဆိုတော့ရင်းခေါက်ကဒီမှာလာစားရတယ်ဆိုတော့ဒီတဘောကကျွန်တော်တို့စိုင်စားဆိုလို့ရှိရင်တသောင်းပါဆယ်ဆိုလို့ရှိရင်တော့တသောင်းကကျွန်တော်ထင်ပါတယ်ဘူးဘိုးထင်ပါတယ် တတောင်းညာဒီအတုံးအကြီးကျွန်တော်ဓမ္မတော်ကသူပေးတဲ့ဇွန်းနဲ့ဘလို့မမှာမသိဘူးဟိုမှာကြည့်အောင်ဟပ်လို့ဆိုဒီဟာကိုကျွန်တော်အတိကိမ်းမရအောင်ကားကြည့်ရယ်အစင်ပြေသွားပြီကိုတကယ်ကြီးဆွဲပြီနော်အစင်လုံးဝပြေသွားပြီအစီအနှစ်မြန်မြန်အသားတော့ကြီးကြီးနဲ့ကျွန်တော်များစပယ်ရတာဝတ်သားသူတို့ခေါ်ဝတ်သားအချို့ချက်ပေါ့ကဲဆူရည်ကနေဆူရည်နေပဲနော် อืมใช่เว้ยครับครับไปดาอืมงาเลยไม่ซี้ดีเลยเนี่ยจัดท่าผมยาไม่อีอูจัดท่าอาลูเลยอ่ะอาลูเลยซ้าแต่นะอต้าตรงนี้จี้อ่ะหมออาลูตรงๆเลยเฮฟวี่เว้ยโอเคแล้วก็เราเบเนียยอกๆชาซ่าเลย my favorite တရွတ်စုံတော့ော်တင်းငတ်စုံတော့အစီအနှစ်နဲ့ရှယ်နေစားတဲ့လူတွေအတွက်တော့အသေးလေးစွဲညစ်ဆိုင်ဝတားစုပ်ဝတားတုပ်ကြီးဘလောက်ကြီးအဲလက်သီးစုပ်လောက်လက်သီးစုပ်လောက်ကြီးဟုတ်တယ်ပါ ်ငပိနဲ့မှုမှုလေးအင်းသာဆာဟမ်ငပိကောင်းတာဟုတ်ဆိုတော့ဒီနေ့ကတော့ဒါကျွန်တော်တို့ကလုံးဝရှယ်ဖြစ်တာစက်သားလဲပါတယ်ဝတ်သားလဲပါတယ်ငားပိုက်သားလဲပါတယ်မနှဲကုန်အောင်ချော်ပါတယ်သူတို့ဒီမှာအရေကနှစ်မျိုးရှိရယ်အရေတော့ပါလေဟောဒီဟင်းကဒါဖရီးကြပဲဖရီးကြပဲဒီလိုမျိုးဒီလိုမျိုးဟင်းနေကြလို့ရှင်ဟောပတ်စံပေးရအောင်အားမနဲ့တော့ကိုဟောစား ဟူးပို့ဒီဆိုင်လာလို့ဒီဆိုင်လာလို့ရှင်လေပင်းနဲ့စားလို့မရဒါမရမရနော်ပင်းနဲ့ပင်းနဲ့စားမလို့ခါလာနဲ့ပင်းနဲ့ပင်းနဲ့နဲ့ကင်ဝါရကျော်ပြန်ဒီမောင်းစုံတဘောထားယူပါဟောတော့မှဒီတိုင်းထိုင်တာအော်စိုင်းရနဲ့မလွန်လုံးလားလို့ကိုရအေးဆိုဒီဆိုင်ရကျော်မောင်းတယ်ပြောကြိတ်ပြီဆိုပြောအားခဲတာဒီရောမောင်းပြုတ်သွားအရင်နေ့ကျွန်တော်ကပြီးသွား ဒီဘက်ကစားသမင်းဆိုင်နေစားလို့ရတယ်။သမင်းမစားဘူးခင်းကြီးပဲစား။ဟုတ်ဘူး။ကျွန်တော်ဘာပြောပြချင်လဲဆိုတော့လေအခုကျွန်တော်ဒီဝတ်သားဆိုလို့ရှိရင်ကျွန်တော်တတုံးယူလီးတိုင်းတာ၃ချမ်းဆိုတယ်ဗျာ။အဲ့ဒါကိုကျွန်တော်ဒါဒုတိယမြောက်ချမ်းစားတာ။ဒီမှာအကြီးတစ်ချမ်းကျန်နေ။အိမ့်သေးဟောတော့တတောင်းဗျာတတောင်းကျွန်တော်ကျွန်တော်ဒီတိုင်းမှာလာစားဖို့ရလူတွေကတော့ဒါသိမှာပဲဒီစက်အင်းတုံးကြီးရဘလောက်ကြီးလဲဆိုတော့တွတ်ဖင်းတုံးကြီးတယ်လို့လဲအထဲမှာအရသာဝင်တော့စားတုံးလူတွေတော့ကလုံးဝလုံးဝစူပါပြည့် အဲ့ဒါကြောင့်နာမည်ကြီးတာဖြစ်တယ်မှာအခါကျဟင်းနှုံးကြီးတာပဲရှိတယ်အရသာအထက်မဝင်တာရှိတယ်ဒါပေမဲ့ဒီဆိုင်မှာကျွန်တော်ပေးနေတဲ့ information ကဟင်းနှုံးကြီးသလားအရသာလည်းတော့အထက်ပါနှံ့ပြီးဖြတ်ထားတယ်ဟုတ်ဒီဆိုင်ကိုလမ်းညွှန်ပေးပါမယ်အဲဒီလက်ရကောင်းပြီးနာမည်ကျော်တဲ့ညစပယ်စစ်တွေကဆိုင်ကဘာမှရှိလဲဆိုလို့ရှိရင်အော် ဆံခဲပါဗျာကျွန်တော်အရင်ကောင်းတော့ကျွန်တော်လမ်းတော်ကိုညွှန်အောင်ကျွန်တော်ပဲညွှန်လိုက်ပါပဲအဲ့တော့ကိုသူရဲ့လက်ဆောက်ကိုကျွန်တော်တတ်ရမယ်ဆိုတော့ blue sign ကအောက်ကျင်းမနိုင်လမ်းမပေါ်မှာပြီးတော့ရှင်အလုံးမျိုးနဲ့ပြီးတော့လို့ရှင်ကျွန်တော်ငယ်ရတော့တက်ခဲ့တဲ့အတ္တခံလေးအလုံးတောင်းရှိတဲ့တယ်မှာပါဒါပဲပေါ့ဒါပဲ